မဟာဒီလိုပြောတာလေကြောင့်ပဲတရုတ်ဆိုရကဂျမောဘောမြင်းမချင်းနေဖြစ်ပြီးပညာပေးဖို့လုပ်ပါတော့တယ်တရုတ်ပြည်ကဂျမောလို့ဆိုရနဲ့မရှိစင်းရဲသားဘဝကနေစူးစမ်းရုံးကန်ရင်းနဲ့ဘီလီယနာဖြစ်လာသူကြာဆုံးမှုတွေများစွာလာပြီးမှအောင်မြင်တဲ့သူဖြစ်လာသူလူချစ်လူကဲပေါ်များတဲ့ပရာဟိတတတိယတရုတ်ပြည်လူသိများပါတယ်ဂျမောဟာကမ္ဘာပေါ်ကဩသာအရှိဆုံးလူစင်းရဲနေတဲ့မှာလဲမကြာခဏဖုတ်ပြခြင်းခံရတယ်လို့ဒေါ်လာဘီလီယံနဲ့တန်ကြီးရှိတဲ့လီဘာဘာနဲ့အန်ဂရုစီးပွားရေးလုပ်ငန်းတွေကိုပိုင်ဆိုင်သူပါ 2020ခုနှစ်မှာဂျမားရဲ့ပိုင်ဆိုင်မှုကအမေရိကန်ဒေါ်လာ50ဘီလီယံအထိကျွေးရတယ်လို့သိရပါတယ်။ဒါပေမဲ့2020ခုနှစ်နောက်ပိုင်းမှာတထည်ဂျမားဟာလူမြေကွန်းကနေပြောက်လာပြီးမီဒီယာတွေမှာမမြင်ရတာသူတင်းအဆအနာအကြ ాయి ရတာတွေကိုလူတွေကသတိထားတန်တရားဖြစ်ခဲ့ပါတယ်။ဒါဟာအကြောင်းမဲ့တက်တက်ပြောက်ကွယ်သွားတာမျိုးမဟုတ်ပါဘူး။အဲဒီရဲ့အကြောင်းရင်းကတော့ဂျမားနဲ့တေယိုဆူရတို့ကြားတင်းမာမှုပြွားလာနေစတာပါ။2020ခုနှစ်ရှန်ဟိုင်းမြို့မှာကျင်းပတဲ့စီးပွားရေးပုံရံတစ်ခုမှာဂျမားဟာတေယိုဆူရရဲ့ဘန်လုံက ဝါရတွေကိုပြုဝင်နေနေကိုဖန်ခဲ့တာပါဂျမားဟာတေယိုဆိုးရရဲ့ဘန်လုံငန်းစနစ်ဟာရှေးရိုးဆွဲနုံပြီးနှိကွေတာကြောင့်လူအိုကြီးများဖွဲ့လို့ပဲလို့တဲဦးဖန်ခဲ့တာပါအဲဒီနောက်ဂျမားဟာတေယိုဘန်တွေဟာအပေါင်းပစ္စည်းမရှိရင်ငွေမရှိတဲ့အပေါင်းဆိုင်စစ်တဲ့လက်ပတ်တွေကြောင့်စင်ရသားတွေနဲ့အသေးစားလုပ်ငန်းတွေနဲ့အကျွေးထောက်ပံ့ရန်ဝန်မလေးတင်ချောင်းကိုလည်းထောက်ပြခဲ့ပါတယ်။သူ့ရဲ့မိန်ကုံးမှာတေယိုဆူရနဲ့နိုင်ငံပိုင်ဗန်လီဟာဖန်တီးမှုနဲ့နည်းပညာတိုးတက်မှုနှိမ့်ွေရဲ့လို့ဆိုခဲ့ပါတယ်။ ကျမဟာဒီလိုပြောတော့လေကြောင့်ပဲတရုတ်ဆွေရကကျမပေါ်မြင်မချင်းနေဖြစ်ပြီးပညာပေးဖို့လုပ်ပါတော့လေတရုတ်အာဏာပိုင်တွေဟာကျမရဲ့ digital ငွေကြေးလုပ်ငန်းဖြစ်တဲ့ Angru ရဲ့ share ရုံချမှုတွေကိုစတင်ပိတ်ပစ်ခဲ့ပြီးစီးပွားရေးလေဗယ်မူနှိမ့်သွန်းအောင်လုပ်လိုက်ပါတယ်ဒါပြင်တရုတ်ဆွေရဟာကျမရဲ့ Alibaba နဲ့ Angru စီးပွားရေးလုပ်ငန်းတွေကိုဈေးကွက် level ကြီးအောက်တာရှိမရှိစီးဆင်းခဲ့ပြီး digital ငွေကြေးလုပ်ငန်းတွေကိုလည်းဥပဒေအသက်ထပ်ထောက်ကပုံမူတင်ကျပ်စေခဲ့ပါတယ်အဲဒီအခါကျမကိုယ်တိုင်ကလည်းတရုတ်ဆွေရရဲ့ပြည်သူမြောက်ကိုဘလို့မှမတွန့်ပြန်နိုင်ခဲ့ပဲ ဒီအစိုးရရဲ့ PR တွေအောက်ကနေရုံးထွက်ဖို့နိုင်ငံခြားမှာသွားနေပြီးတိတ်ဆိတ်စွာနေခဲ့ပါတယ်။အနောက်20ခုနှစ်ကနောက်22ခုနှစ်အထိလူမျိုးကွင်းကနေပြောက်ွယ်သွားစဉ်မှာဂျပန်၊စပိန်နဲ့နယ်သာလန်တို့မှနေထိုင်ခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပါတယ်။လူမျိုးကွင်းကနေပြောက်ွယ်သွားတဲ့ဂျပန်ဟာနောက်22ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာအွန်လိုင်းမှာကျင်းပတဲ့ကြီးတဲ့ဒေသမှာရှိတဲ့ကျောင်းဆရာတွေနဲ့ပြုလုပ်တဲ့အစည်းအဝေးမှာပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။အဲဒီသတင်းကြောင့်ပဲအလီဘာဘာရဲ့ရှယ်ယာဈေးနှုန်း900ဂရမ်ကိုထိုးထွက်လာခဲ့ပါတယ်။ အဲ့ဒီဖြစ်ပျက်တွေဖြစ်ပြီးတဲ့နောက်မှာဂျမားနဲ့တီအိုဆူရတို့ကပြန်လည်တင်းမြတ်ခဲ့ပါတယ်2025ခုနှစ်မှာတမရရှီချင်းဖင်ကိုယ်တိုင်ဂျမားအပါဝင်တထေးကြီးရှင်နဲ့စီးပွားရေးစီးပွားရေးရလုပ်ခဲ့ပါတယ်တီအိုအာနာရှင်အဆိုရဟာ၎င်းတို့ကိုဝေဖန်တဲ့ဘယ်သူကိုမဆိုညှတာမနေပဲတထေးကြီးဂျမားကိုလည်းထားမထားပဲနမူနာပေးခဲ့တာပါစီဘွားရေလုပ်ငန်းတွေကိုဥပဒေသေးထပ်ထုတ်ပြီး၎င်းတို့ကိုဝေဖန်တဲ့တထေးကြီးဂျမားကိုပြုတ်ရတဲ့ပြုမှုဟာနောက်ထပ်တရားဝဆိုရကိုဘယ်သူမှထောက်ဝင်ခံရအောင်တင်ကစားပေးတာနဲ့အတူတူပါပဲ